အေယာဝတီတိုင်းဒေသချင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကတာဝန်ရှိသူများနဲ့အတူမအူပင်ခရိုင်ပန်းတန်တော်မြို့နယ်ဖယံချောင်းချင်းရွာအုပ်စုရှိ Global Agro and Aqua Industry Public Company Limited တို့တွေ့ရောက်ပြီးပတ်သိမ်းတက္ကသိုလ်မှ Economic ဘာသာရပ်နဲ့ Zoology ဘာသာရပ်တို့မှ Internship ဆင်းလာကြတဲ့ကျောင်းသားကျောင်းသူများအားတွေ့ဆုံအားပေးစကားများပြောကြားခဲ့ပါတယ်။ဦးစွာတာနေတာချင်းဝန်ကြီးချုပ်က Global at Agro and Aqua Industry Public Company Limited ဟာရေကြီးကွင်းရေနက်ကွင်းများအားငောင်းမွေးကန်အဖြစ်အကောင့်ထဲပေါ်ဆောင်ရွက်၍ငဒန်ငါးသားဖောက်ခြင်းငောင်းမွေးမြူခြင်းငါးအစာထုတ်လုပ်ခြင်းအေးခဲခြင်းထုတ်ပိုးခြင်းတို့လောင်ခြင်းရောင်းချခြင်း Biomass လောင်စာသုံးလျှက်စစ်တအားထုတ်လုပ်ခြင်းသုံးဆွဲခြင်းများနဲ့ဆက်စပ်တဲ့လုပ်ငန်းများ စပခွန်လောင်စာတုံလှစ်စစ်ထားပေးဆက်ရုံများတိဆောက်လျက်ရှိပါကြောင်းငောင်းမွေးကံများကိုအခြေခံ၍အခြေခံအဆောက်အဦများလည်းပေါ်ထွန်းလာပြီးဖြစ်ပါကြောင်းတိုင်းနေသားကြီးဟာစိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့တိုင်းနေသားကြီးဖြစ်တာနဲ့အညီမိုးစပါနှွေစပါ52သိန်းကျော်စီထွက်တီးနှံဧက3သိန်းကျော်စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီးကျက်ဝက်ပဲမွေးမြူရေးလုပ်ငန်းများအပြင် ရေချိုရေငန်ငါပစွန်ခနဲမွေးမြူရေးလုပ်ငန်းများအင်းလုပ်ငန်းများဖြင့်မွေးမြူရေးလုပ်ငန်းများလည်းအောင်မြင်အောင်ဆောင်ရွက်လျက်ရှိပါကြောင်း မမီရဲ့လုပ်ငန်းနဲ့ပတ်သက်ပါကမဥပင်ခရိုင်ဟာငောင်းမွေးမြူရေးကန်အများဆုံးရှိတဲ့ခရိုင်တစ်ခုဖြစ်ပါကြောင်းဒါနေတာကြီးဟာရေတန်စာတမြေတန်စာတများအပြင်လူဆွမ်းအားအရင်အမြင့်များပေါ်ကျယ်ဝတဲ့ဒိုင်းနေတာကြီးဖြစ်ပါကြောင်း Global at Agro and Aqua Industry Company Limited ဟာစက်ရုံပထမအဆင့်တိစောက်ပြီးစီးတော့မှာဖြစ်ရာလုပ်ငန်းလေပတ်ရာမှာလိုအပ်တဲ့ဝန်ထမ်းဥယျာ တနိဒာကြီးအတွင်းမှာရှိတဲ့တက္ကသိုလ်ကောလိပ်သိပ္ပံများမှပွဲရရှိသူများအပြင်ဆက်မှုစိုက်ပျိုးရေးနဲ့မွေးမြူရေးအထက်တန်းကျောင်းအောင်မြင်သူများကိုလည်းအလောက်ခံထားပေးသွားမှာဖြစ်ပါကြောင်းပြောကြားပါတယ်။ အဲ့ဒီနောက်ကော်မတီဥက္ကဋ္ဌနဲ့တာဝန်ရှိသူများကငဒန်ငါးသားဖောက်ခြင်း၊ငါးမွေးမြူခြင်း၊ငါးအစာထုတ်လုပ်ခြင်း၊အေးခဲခြင်း၊ထုတ်ပိုးခြင်း၊တုံလောင်ခြင်း၊ရောင်းချခြင်း၊ဘိုင်အိုမတ်လောင်စာသုံးလက်စစ်တအားထုတ်လုပ်ခြင်း၊သုံးဆွဲခြင်းများနဲ့ဆက်ဆက်တဲ့လုပ်ငန်းများ၊ဇပကုံလောင်စာသုံးလက်စစ်တအားပေးဆက်ယုံများမှထွက်ရှိမဲ့စော့ပစ်ပစ္စည်းများမှဇီဝမြေဩစာထုတ်လုပ်မဲ့ခြေနေများနဲ့စီမံကိန်းလုပ်ငန်းများပထမအဆင့်တိစောက်ပြီးစီးမဲ့ကိစ္စရပ်များရှင်းလင်းပြောကြားခဲ့ရာတာနေတာချင်းဝန်ကြီးချုပ်ကလိုအပ်တာများဖြည့်ဆွက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ် ်ဒီသတင်းကိုတော့ပတ်သိမ်းသတင်းဌာနကွယ်မှပေးပို့ထားတာပဲဖြစ်ပါတယ်ရှင်